ချစ်ခင်လေးစားပါတော့မိဘပြည်သူညီကိုမောင်မများအလုံးမဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်မိဘပြည်သူများရှင်ဒီနေ့2015ခုနှစ်ဩဂတ်လ12ရက်နေ့မှာဆိုရင်ကျမတို့စကိုင်းနယ်မန်လေးဖွေသားတွေဟာကလေးမျိုးကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ဒီကနေ့ကလေးမျိုးမှာဆိုရင်ပမောက္ခသဲထုကုဆရာဝန်ကြီးဒေါက်တာခမောင်ဝင်းနဲ့ဒါရိုက်တာဦးစင်အောင်မောင်တို့ကနေပြီးရေးပေးတဲ့မိဘပြည်သူများအတွက်စိတ်ဓာတ်မြင့်တင်ပေးရင်းနဲ့လှူဒါန်းမှုစုစုတို့အတွက်ဂီတဖြည့်ပွဲတစ်ခုကိုကျင်းပပြုလုပ်မှာပဲဖြစ်ပါတယ် ခက်ခဲတယ်ဆိုတော့ကြုံရတာပဲတဘာဝဘေးဒဏ်မျိုးစုံဘေးဒဏ်ပေါ့ဆရာကိုယ်တိုင်လည်းတဘာဝဘေးဒဏ်မန်တော့ထောင်ကွက်82ခုနှစ်မှာဦးကြီးဝင်းမီဆိုတာတည်းမှာဆိုင်တဲလုံးပါသွားပြီးစားရမရှိအောင်ကိုဖြစ်ခဲ့ဘူးလေအဲ့ဘဝကနေဆရာပြန်လဲရှင်တန်ယုံထွက်လာတာပဲအဲ့တော့ဘာမှကိုမရှိတာတပြားမှကို0ကနေဆရာစခဲ့တာထောင်ကွက်82ရောက်မှပြန်စတာအဲ့တော့ဒီလိုပဲအခက်ခဲတွေကတော့ရှိတာပဲ ပြဿနာပြရင်ဆိုင်ရတာဘဝမှာဒါရှိတာအဲ့တော့စိတ်မြစ်ပါနဲ့ပျော်ပဲရှင်ရှင်နဲ့ခိုင်ထုပြောလို့အားလုံးကိုချော်ပြတ်ပြီးတော့ကြော်ဖြတ်ပြီး အောင်မြင်ရှိတဲ့နေအောင်ကြိုးစားကြပါလို့အားပေးတိုက်တွန်းလိုက်ပါတယ်အမှန်ကန်ကတော့ရေဘေးတင်ပြည်သူတွေမှာကဲပေါ့နော်ဒီလိုပြည်လန်ထူထောင်ရေးအခြေအနေမှာသူတို့ရဲ့အိုးအိမ်နေရလဲဒါနှုံးနေလဲနင်းမြုပ်နေပါတယ်အဲ့တော့ဘယ်ကနေဘလို့စားလုံးရမယ်မသိရဲ့အချိန်မှာသူတို့ post traumatic ပေါ့နော်သူတို့ stress stage ဖြစ်နေပါတယ်အဲ့တော့အဲ့ဒီ stress တွေကိုညီတို့ဖြေဖြောင်းရှင်တဲ့အခါကျတော့သူတို့တည်ငါပေါ့နော်စိတ်ပျော်ရွှင်မှုလေးပေးကြလို့ပါလာရောက်ဖြောပြတာဖြစ်ပါတယ်သူတို့လည်းခွန်အားပေးနေပါဝမ်းသာစကားထက်ပေါ့နော်ဝမ်းနေပါတယ်ညီတို့ဟိုအများကြီးပြည်လန်ထူထောင်ရအောင်ပါပါညီတို့ ဒီမျိုးတွေမှာပြက်စီးသွားတဲ့အရာတွေအများကြီးရှိပါတယ်အဲ့တော့အဲ့ဒါတွေကိုတန်လန်ထူထောင်ရအောင်ပါပါအများကြီးစူးစမ်းရအောင်ပါပါအနီးတို့အမြဲတမ်းသတားလေးရှိနေပါမယ်အဲ့တော့ဟိုနောက်တစ်ခါလဲဒီလိုမျိုးဖြစ်လာနိုင်ဖြစ်လာနိုင်နေတာပဲလေအဲ့တော့နီးတို့အခုချိန်ထဲကစပြီးတော့ကြိုတင်ပြင်ဆင်ထားမယ်နီးတို့မှလည်းတွေ့ကြုံနေရှိသွားပြီဆိုတော့နောက်လာမယ့်တားစီမြေဆက်မှာလဲ ဟိုအတွေ့အကြုံတွေအများကြီးရှိလာမှာပါအဲ့တော့ညီတို့ဘယ်ရမဆိုကျွတ်တင်မြင်စင်တာအကောင်းဆုံးပါပဲအခုကကျွတ်တင်မြင်စင်မှုလည်းမရှိတဲ့အတွက်အခုလိုမျိုးမဆုံးရှုံးတဲ့အရာတွေအများကြီးဆုံးရှုံးလိုက်ရပါတယ်ဒီမှာရှိတဲ့လူတွေကလေဟိုစောပိုင်းဆင်းဆင်းကျင်နေကြတာဆိုတော့ကိုယ်အနေနဲ့အာဒီအချိန်ပိုင်းအချိန်ပိုင်းပေါ့နော်မိနစ်ပိုင်းစက္ကန့်ပိုင်းလေးပေါ့နော်အဲ့ဒီမှာဟိုကျော်ရှင်ရတယ်ဆိုရင်အခုလိုကျင်းနေပါတယ်အခုလည်းအဲ့ဒီရွေးချက်နဲ့လာခဲ့တာပါဟုတ်အားပေးစကားကတော့ကျွန်တော်ပြောချင်တာကတော့ဟိုဘယ်လိုပြောမလဲ ဘယ်သူမှမဆိုစိတ်သက်ကတော့ကြမှာပဲเนาะလူသားဆိုတာတော့အားလုံးဟာဟိုဟိုခံစားရတဲ့လူတွေပဲလေဆိုတော့အတိကတော့အမ်အဲ့ဒီအချိန်လေးကိုတက်တဲ့နေမှာ short ပြီးတော့ဗောနော်ကိုယ့်ရဲ့တိုးတက်ဖို့ကိုယ့်ရဲ့ရှေ့လာလာရှေ့ဟာတွေအကုန်လုံးစဉ်းစားဖို့အတွက်အချိန်လေးပြန်ယူယူစေခြင်း ਨੇ စဉ်းစားဖို့အချိန်ပြောတာเนาะစူးစမ်းဖို့မဟုတ်သေးဘူးစဉ်းစားပြီးတော့မှ okay ပြီဘယ်သွားမလဲဆိုတာစဉ်းစားပြီးတည်ကြပြီးဆိုတော့မှဆက်ပြီးတော့မှ ရေရေဝုံရှောက်လန်းဖို့ကျွန်တော်ကဟိုတိုက်တွန်းကြင်ပါတယ်ဟုတ်ဒီကိစ္စဖြစ်ပွဲမှာဆိုရင်တော့တိတ်တန့်ရှင်များဖြစ်ကြတဲ့အန်လုံးပါဖြိုကြီးဖြိုပြေဆုံးခိုင်တူကော်နီချန်ချန်နီနီခင်ဆောင်နဲ့ခရစ်စတီနာတို့ကနေပြီးတိတ်တန့်ရှင်များနဲ့ဖြိုပြေတီးဆိုပြီးခဲ့ကြပါတယ် boada maldição não tá quer dar é que nem ကောင်းစရာတွေနဲ့ကိုရောစင်ချူအဲဦးလေးတို့ဟာတရွာလုံးနဲ့တအုပ်စုလုံးအကုန်လုံးကိုမြို့ပေါ်တည်အောင်ရေလွှမ်းမိုးတဲ့အတွက်ဦးလေးငါလည်းအကုန်လုံးမြို့သွားတဲ့အတွက်အခုလိုလာရောက်ပြီးတော့ခေလုံးအောင်ဖြစ်ပါတယ်အိမ်ရဲ့အချင်းတွေကတော့အခုဦးလေးနေရာချီချင်းတွေဟိုပါကြည့်တော့အကုန်လုံးစောင်းသွားတယ်တဲ့ကျွန်တော်အခုဦးလေးနေနေတဲ့အိမ်ကတော့ ။ဒါပေမဲ့လို့ဦးလေးတို့ကတော့ဒါစောင်းသွားပြီမဲ့လို့ဦးလေးတို့နေတဲ့နေရာမှာသွားရောက်ပြီးတော့မှဆေးကျိုးပြီးတော့မှအုပ်တင်ထားပါတယ်။အဲအခုလိုပဲလာရောက်ပြီးတော့မှဦးလေးတို့ရေပေးတင်ခဲ့စေရေးရှိတဲ့နေရာမှာလာရောက်ပြီးတော့မှဖြောင်ဖြောင်ပေးတဲ့အတွက်ဦးလေးအနေနဲ့အထူးပဲဝမ်းသာကိုယ်ပြီမိပါတယ်။နောက်လုံးလည်းဒီလိုမဖြစ်အောင်လည်းသူတို့ကအားပေးကြပြောကြတဲ့အတွက်ဦးလေးအနေနဲ့အထူးပဲဝမ်းသာကိုယ်ယူမိပါတယ်လို့ထပ်ပြီးပြောချင်ပါတယ်။ ဖြောပြပေးခဲ့ကြတဲ့နေရာများဟာဆိုရင်တော့ပထမဆုံးကခလေးမြို့အထက်ကတုံချောင်းဝင်းရေးပေးခဲ့စေစခန်းတသနာရခိတာဆမ်းမြို့ကျောင်းစခန်းတောင်ပီလာတောရာကျောင်းစခန်းနဲ့ညပိုင်းမှာဆိုရင်တော့အထက်ကနှစ်ကျောင်းစခန်းတို့မှာဖြောပြမှုများပြုလုပ်ပေးခဲ့ကြပါတယ်ရှင်ပြောင်းပြောင်းပေါ်ပေလေးအော်ဒီရော まし <music> <music> ပါပြီသူများရှင်အခုကြည့်ရှုခဲ့ကြတာဆိုရင်ဂီတပညာရှင်များကနေပြီးသူတို့ရဲ့တက်ဆွမ်းထားတဲ့ဂီတပညာများနဲ့သက်ဆိုင်ရာတာဝန်ရှိသူများရဲ့ပံ့ပိုးကူညီမှုများနဲ့အတူရေပြည့်တဲ့မိဘပြည်သူများကိုဂီတဖျော်ဖြေမှုများကျင်းပပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီဂီတဖျော်ဖြေပွဲနဲ့ပတ်သက်တဲ့ညီဝင်ပုံရိပ်တွေကိုလည်းမိဘပြည်သူများအနေနဲ့စုံလင်စွာနဲ့သိရှိနိုင်မှုကျမတို့ Skynet Manly ဖွဲ့သားများကတင်ပြရယူရိုက်ကူးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ရှိရှိခဲ့ကြတဲ့မိဘပြည်သူညီကိုမောင်မများအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ဤတက်မှခြင်းတို့နဲ့ပြည့်စုံနိုင်ကြပါသည်ရှင်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်